်ရှင်ဒီဇင်ဘာလ2ရက်အင်္ဂါနေ့ရက်တိမတ်ဖွေရသတင်းကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ဗီနီဇွဲလာပေါ်လေကြောင်းတက်ခတ်မှုလောဆောင်မှုအတွက်အစံလေ့ကျင့်မှုတွေကိုအမေရိကန်လှုပ်ဆောင်နေရဆိုတဲ့သတင်းဖြစ်ပါတယ်။ဗီနီဇွဲလာနိုင်ငံပေါ်လေကြောင်းတက်ခတ်မှုတွေလှုပ်ဆောင်မှုအတွက်အစံလေ့ကျင့်မှုတွေကိုအမေရိကန်ကပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းလှုပ်ဆောင်ခဲ့တယ်လို့ Wall Street Journal သတင်းစာကရေးသားဖော်ပြလာပါတယ်။ Venezuela အစိုးရကမူရစီဝါခိုင်းနေကိုလက်ပတ်နေတယ်လို့ American သမ္မတ Donald Trump ကအကြိမ်ကြိမ်ဆွဆဲပြောဆိုခဲ့တယ်လို့လည်းသိရပါတယ်။ဒါအပြင်ဒေါ်နယ်ထရန့်ရဲ့အမေအရာအမေရိကန်စစ်တပ်ဟာပြီးခဲ့တဲ့စက်တင်ဘာလကနေစတင်ပြီးမွေးရစေဝါမှောက်ကိုတည်ယူနေတယ်လို့ယူဆရတဲ့သင်္ဘောအစီး20ကိုတိုက်ခတ်မှုတွေလုပ်ဆောင်ခဲ့ပြီးအနည်းဆုံးလူ80ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ အမေရိကန်နိုင်ငံဟာလာမယ့်ရက်ပိုင်းတွင်ဗီနီဇွဲလားနှင့်ဆက်စပ်တဲ့စစ်စင်ရေးတွေရဲ့အဆင့်တစ်ခုကိုစတင်မှုအဆင့်တစ်ဖြစ်နေပြီလို့အမေရိကန်အရာရှိတွေကပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပေါ်ပြောဆိုခဲ့ပြီးအခုလိုသတင်းတွေထွက်ပေါ်လာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ကယ်လီဖိုးနီးယားပြည်နယ်တွင်ဝင်းနေပါတီဝဲတွင်ပြစ်ခတ်မှုကြောင့်ကလေးငယ်၃ဦးအပါအဝင်လူလေးဦးသေဆုံးတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်စတော့တန်မြို့မှာကလေးငယ်တဦးရဲ့မွနီပါတီပွဲတစ်ခုကိုနိုဝင်ဘာ29ရက်နေ့ကကျင်းပနေတော့မှာပြစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာကလေးငယ်၃ဦးနဲ့အခြားတဦးသေဆုံးပြီး၁၂ဦးဒဏ်ရာရရှိခဲ့ကာတန်တရာရှိသူတနတ်သမားကထွက်ပြီးတင်းရှောင်နေစေဖြစ်တယ်လို့သိရပါတယ်။ရဲတပ်ဖွဲ့ရုံးဝေးပြောကြားချက်အရပြစ်ခတ်မှုကစတော့တန်မြို့ရဲ့မြောက်ပိုင်းမှာနိုဝင်ဘာ29ရက်ညနေ6နာရီမတိုင်မီက ။တရားရီကွင်းမွေးနေ့ဝေးကျင်းပရခမ်းမမှာမွေးနေ့ပဲတစ်ခုကျင်းပနေပြီးလူတရာမှ150အထိတက်ရောက်နေတယ်လို့ဆိုပါတယ်။သေဆုံးသူတွေကအသက်ရှင်နေကိုနေ14နှစ်နဲ့22နှစ်ကြားရှိသူတွေအသီးသီးဖြစ်ကြတယ်လို့နွေမာလာ30ရက်မှာပြောခဲ့ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်စတော်တန်မြို့မှာဖြစ်ခဲ့တဲ့အဆိုပါကြည်ကွဲပွဲဖြစ်ရဟာတိုးဝါလာနေတဲ့တနက်နေ့ပြစ်ခတ်အကြမ်းဖက်မှုတွေဆေးရမှာထတ်တူးပါဝင်လာခဲ့တယ်လို့ဆိုထားကြောင်းလည်းသိရပါတယ်ရှင်။ထပ်မံတင်ဆက်ပြီးမှာကတော့စပိန်ဝင်ကြီးချုပ်ပီဒရိုဆန်ချက်ကို ဆန္ဒပြသူတောင်းနေချီကယာတုမနှုတ်ထွက်ရန်တောင်းဆိုတဲ့တဲ့င်းဖြစ်ပါတယ်။အာဂရိလိုက်စားမှုဆွဆဲချက်တွေနဲ့ပတ်သက်လို့စပိန်နိုင်ငံဝန်ကြီးချုပ်ပီထရိုဆန်ချက်ယာတုမနှုတ်ထွက်ရေးတောင်းဆိုဖို့မြို့တော်မက်ဒရစ်မှာလူအင်အားတောင်းနေချီလို့နိုဝင်ဘာ30ရက်ကလမ်းတွေပေါ်တက်ပြီးဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။စပိန်နိုင်ငံရဲ့ရှေးဥစဲအတိုက်ခံပြည်သူပါတီ PP ကိုထောက်ခံတဲ့ဆန္ဒပြသမားတွေက လုံလောက်ပါပြီနဲ့နောက်တည့်ရမကူပါနဲ့တော့ဆိုတဲ့ကြွေးကြော်တန်းလေးပါတဲ့ဆိုင်းဖို့တွေကိုဂိုင်းဆောင်ကနှွေမှာ30ရက်ကမက်ထရစ်မျိုးမှာစူပေးခဲ့ကြပြီးဆိုရှယ်လစ်ဝါရီဝန်ကြီးချုပ်ပီထရိုဆန်ချက်ရာထူးမှနှုတ်ထက်ဖို့တောင်းဆိုခဲ့ကြပါတယ်။လူထောင်ပေါင်းများစွာဟာစပိန်မျိုးတော်ရဲ့လမ်းများပေါ်ကိုခြေတက်ခဲ့ကြပြီးဆန်ချက်ရဲ့လက်ဝဲရင်အစိုးရကိုအဂတိလိုက်စားမှုနဲ့ဆက်ဆွဲခဲ့ကြပါတယ်။ဆန္ဒပြသူတွေကရေကောက်ဘွဲကိုစောစီးရွာကျင်းပပေးဖို့လဲတောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့အင်ဒိုနီးရှားနိုင်ငံမှာရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့်တည်ဆုံးသူအရေအတွက်303ဦးထိရှိလာတဲ့သတင်းဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံဆူမာရာကျွန်းမှာမိုးသီးထန်စွာရာသွန်းမှုနဲ့အတူရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့်တည်ဆုံးသူအရေအတွက်ဟာ303ဦးထိမြင့်တက်လာပြီဖြစ်တယ်လို့သိရပါတယ်။ စောပိုင်းအချက်လက်တွေအရတည်ဆုံးသူအရေးအတွက်ကို184ဦးအဖြစ်စာရင်းသွင်းခဲ့ပေမဲ့လည်းနောက်ထပ်ရှာဖွေကိစ္စရေးတွေလှုပ်ဆောင်ခဲ့ပြီးနောက်တည်ဆုံးသူအရေးအတွက်ထပ်မံတိုးမြင့်လာတာဖြစ်တယ်လို့အင်ဒိုနီးရှားသဘောင်ဝဘေးအန်ရေရှော်ပိုင်းအေဂျင်စီအကြီးအကဲဆူအာရန်တူကပြောပါတယ်ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်မှုနဲ့တူအင်ဒိုနီးရှားမလေးရှားနဲ့ထိုင်းနိုင်ငံတို့မှာမိုးသီထန်စွာရာသွန်းမှုကိုသတင်းဘက်တစ်ဖက်ကကြုံတွေ့ကြရလို့လည်းသိရပါဗျ။ဒါအပြင်ဆူမာထရာကျွန်းမှာအနည်းဆုံးလူ189ဦးပျောက်ဆုံးနေစေဖြစ်တယ်လို့လည်း SURAN2 ကပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။